ုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မကွေးတိုင်းဂံကောမြို့နယ်နှံခါကျေးရွာစစ်ပေးကံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရမှာဆရာဝန်ကြီးဒေါက်တာမြဆိုအောင် ကိုဝန်ဆောင်ဇနီးတဲ့ဒေါခိုင်နှင်းဝင်တဲ့တားငယ်အပါဝင် ပြည်သူစစ်တဝေးဟာတည်ဆောင်းခဲ့ရတယ်လို့ရောလင်းလန်းကကိုပါကောင်းကရဲကောင်းခစ်တဲ့မီဒီယာကပြောပါရယ်ပြီးခဲ့တဲ့မတ်လ22ရက်နေ့မနေ့8:38မိနစ်လောက်ကဂျက်ဖက်စစ်ကောင်စီရဲ့မိဂျီလာလေတပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲလိုတိုက်ခိုက်မှုကြောင့်စေပေကန်တွင်စေဝါကုသပေးနေတဲ့ကိုဝန်ဆောင်ဇနီးတဲ့ဆရာဝန်ကြီးမိသားစု၃ဦးအပါဝင် ဈေးကမ်းမှာလာရောက်ပြသနေကြတဲ့ပြည်သူရှင်ဦးစုစုပေါင်း17ဦးဟာတည်ဆုံခဲ့ရပြီး6ဦးဟာဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။လေရင်နဲ့ဘုံကျဲခံရမှုကြောင့်ဆေးပေးကမ်းဟာမီးလောင်ပျက်စီးခဲ့ရပြီးအနီးနားကနေအိမ်တွေလည်းပျို့ကျပျက်စီးခဲ့ရလို့လည်းသိရပါတယ်။လန်ခါကျေးရွာကိုအကြက်ဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအခုလိုဘုံကျဲတက်ခတ်ခဲ့တာဖြစ်ပြီးအပြစ်မဲ့ပြည်သူတွေကိုရွေချက်ရှိရှိနဲ့ဘုံကျဲတပ်ဖြတ်လိုက်တာလည်းဖြစ်ပါရဲ့ရှင်။ အကျပ်ဖတ်စကောင်စီကမန္တလေးမြို့မှာရှိတဲ့ရက်ကွက်ဒီမှာလူငယ်တွေအားလုံးကိုသူတို့ရဲ့စစ်မှုထက်အပတ်စဉ်စနစ်အတွက်မတ်လ24ရက်နေ့မှာမဲနိုင်ခိုင်းမှာဖြစ်တယ်လို့မန္တလေးမြို့နေပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့လာမယ့်ဧပြီလမှာဖွင့်လင်းမယ်အကျပ်ဖတ်စကောင်စီရဲ့စစ်မှုထက်အပတ်စဉ်စနစ်အတွက်စစ်မှုထမ်းဖို့အကြုံးဝင်တဲ့မန္တလေးမြို့ကလူငယ်တွေကိုမဲနိုင်ရွေးချယ်မှာဖြစ်တယ်ဆိုပြီးစစ်ကောင်စီကစာရီလိုက်ဝေတာအပြင်လော့စပီကာနဲ့ပါရက်ကွက်တိုင်းလိုက်အော်သွားတယ်ဆိုပါတယ်။ မန္တလေးတမျိုးလုံးမှာရှိတဲ့စစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေကိုမဲနိုင်ရွေးချယ်မဲလို့ပြောသွားပြီးအဲ့ဒီအတွက်သက်ဆိုင်ရာလူငယ်တွေဒါမှမဟုတ်ကိုယ်စားလှယ်တဦးကမဖြစ်မနေလာရောက်မဲနိုင်ရမှာဖြစ်တယ်လို့အကယ်လို့လူငယ်တွေဘက်ကတဦးတယောက်မှမလာဘူးဆိုရင်တော့စစ်ကောင်စီရဲ့သက်ဆိုင်ရာစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဝင်ကမဲနိုင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးဒေသခံပြည်သူတဦးပြောတာတကစစ်ကောင်စီဟာအခုချိန်မှာလူငယ်တွေကိုဒေလန်နဲ့တွန်းပို့နေပြီဖြစ်တဲ့အတွက်မိဘတွေပါပြောင်းပြေးရမယ်အခြေအနေအထိဖြစ်လာနေပြီလို့လည်းပြောထားသလို တစ်ဖက်မှာတော့ဒီကနေ့မတ်လ24ရက်နေ့မှာပဲမန္တလေးမြို့ကလူငယ်တွေအနေနဲ့တဆန်ရံမြို့နယ်ရက်ကွက်တီမှာစစ်မှုထမ်းဖို့မဲနှက်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာကျင်းပတဲ့ထိုင်းလွတ်တော်ရဲ့မြမအယူဆွေးနွေးပွဲမှာ MGC ရ PH လွတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပြီး လက်ရှိထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံရတဲ့မြန်မာပြည်သူတွေကိုအကြံဖက်စစ်ကောင်စီလက်ထက်ပြန်လည်လွှဲပြောင်းတာမျိုးတွေမပြုတ်လို့ဖို့ CRPH ကတင်ပြတောက်ဆိုခဲ့တယ်လို့ CRPH ကိုယ်စားလှယ်တဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့မတ်လ22ရက်နေ့ကနေမတ်လ23ရက်နေ့အထိထိုင်းနိုင်ငံမှာကျင်းပတဲ့ထိုင်းလွတ်တော်ရဲ့မြန်မာအရေးဆွေးနွေးပွဲမှာအင်ဂျီ CRPH ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ CRPH အတွင်ရေးမှူးဦးထွန်းမြင့်အလို့သမားရေရာကော်မတီဥက္ကဋ္ဌဦးအုပ်ကမင်းနဲ့ ိုင်ငံတကာဆက်ဆံရေးကော်မတီဝင်ဦးအားကမြို့ထက်သို့တက်ရောက်ခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီဆွေးနွေးပွဲအတွင်းလက်ရှိထိုင်းနိုင်ငံမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာပြည်သူတွေပါဝင်အကြောင်းမျိုးမျိုးနဲ့ဖမ်းဆီးခံရတဲ့မြန်မာပြည်သူတွေကိုအကြမ်းဖက်စကောင်စီလက်ထက်ပြန်လဲလွှဲပြောင်းတာမျိုးမပြုလုပ်ဖို့အပြင်အဲ့ဒီလိုစစ်ကောင်စီလက်ထက်လွှဲပြောင်းခံရတဲ့မြန်မာပြည်သူတွေဟာလူခွင့်ရေးတွေတင်မကအသက်အန္တရာယ်တွေပါစွန့်ရတဲ့အတွက်ဒီလိုလောက်ရမျိုးတွေကိုထိုင်းနိုင်ငံဘက်ကရပ်တန့်ပေးဖို့ ਨੇ အကယ်လို့ မဖြစ်မနေမြန်မာပြည်သူတွေကိုပြန်လည်လွှဲပြောင်းရမယ်ဆိုရင်လေမြို့သားညီညွတ်အစိုးရ NG CRPH ကိုစားပြုကော်မတီတွင်နဲ့ဒိုင်းနာအဖွဲ့ဇီတွေစီကိုတာလွှဲပြောင်းပေးဖို့တင်ပြတောင်းဆိုခဲ့တယ်လို့ CRPH ကိုစလေတူကပြောထားပါတယ်။အဲ့ဒီလိုထိုင်းနိုင်ငံမှာပြုတ်လုတဲ့မြန်မာရေးဆွေးနွေးပွဲကိုတော့ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့ဇီတွေကပုတ်ကိုယ်တွေနိုင်ငံတကာအတိုင်းဝိုင်းနိုင်ငံရေးနယ်ပယ်အသီးသီးကပညာရှင်တွေမြန်မာနိုင်ငံကတိုင်းရင်းသားအဖွဲ့ဇီတွေလူအခွင့်ရေးအဖွဲ့ဇီတွေအပါအဝင်အာဆီယံဒေတာတွင်လွှတ်တော်ကိုယ်စားလှယ်တွေအကုန်တက်ရောက်ကြတဲ့ပွဲဖြစ်တဲ့အတွက် ဲ့ဒီပွဲမှာ MGCRPH ကိုစလဲတွေတက်ရောက်ခွင့်ရပြီးမြမအရေးကိုပွန့်ပွန့်လင်းလင်းဆွေးနွေးခဲ့ကြတာကြောင့်ထိုင်းလွတ်တော်နဲ့အစိုးရဘက်ကမြမအရေးနဲ့ပတ်သက်ပြီးလက်တွေ့နဲ့ကိုက်ညီတဲ့မူဝါဒတွေပေါ်ပေါက်လာစေဖို့မျှော်လင့်ထားပါတယ်လို့လည်း CRPH ကိုစလဲတအုပ်ကပြောထားပါတယ်ခင်ဗျာနေပြည်တော်မှာ၃ရက်ကြာငင်းချင်းသကဝိုင်းကျင်းပနေတာဟာအစိပ်ပင်ရေလောင်းတဲ့အလုံးမရှိကြောင်ရေချိုးပေးနေတဲ့လိုရတာဖြစ်တယ်လို့ ကင်းမျိုးသားစီအောင်ခဲညူဖို့လုံမှုဆောင်ဘရိုဆော့တွန်နီကဝေဖန် ရှုံချလိုက်ပါတယ်။နေပြည်တော်မှာအကြက်ဘက်စစ်ကောင်စီလောက်ခံအမျိုးသားစီးလုံးညညရေးနဲ့ငင်းကြေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC NC လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချုပ်နိုင်ငံရေးပါတီတွေပါဝင်တဲ့သုံးပွင့်ဆိုင်ငင်းကြေးစကားဝိုင်း Peace Talk 2025ကိုမတ်လ24ရက်နေ့ကနေစတင်ပြီး မတ်လ26ရက်နေ့ထိ3ရက်ကြာပြုလုပ်နေရလည်းဖြစ်ပါတယ်။တိုင်းပြည်တစ်ခုလုံးပျက်စီးမှုတွေဆက်ရောက်နေတဲ့အချိန်နေပြည်တော်မှာအခုလိုအရေးမပါတဲ့အလုပ်တွေကိုလှုပ်ဆောင်နေတာဟာအစိပ်ပင် ရေလောင်းနဲ့လှုပ်ရက်အလုံးမရှိကြောင်ရည်ချိုးပေးနေတဲ့လှုပ်ရက်သားဖြစ်တယ်လို့ KNU ဘိုအလုံးမှုဆောင်ဘရိုဆော့တော်နီကပြောပါတယ်။အကြက်စစ်ကောင်စီကတော့ငင်းကြဲစကားဝိုင်းအနေနဲ့ငင်းကြဲရေလုပ်ငန်းစဉ်တွေအပေါ်ကဏ္ဍအသီးသီးကထင်ပေါ်ကျော်ကြားသူတွေ အသိပညာရှင်အတတ်ပညာရှင်တွေပုံမိုအာယုံဆိုင်ပါဝင်လှုပ်ဆောင်နိုင်စေဖို့အတွက်ငင်းချမ်းရေးအတွက်အကြမ်းဖက်တဲ့နီလန်းနဲ့ဆောက်ရချင်းကသာရေရှည်တည်တတ်မှာဖြစ်တယ်လို့လူလူအကြအသိမြင်တိုးမြင့်လာစေဖို့နိုင်ငံအတွင်းပဋိပက္ခတွေအများဆုံးရောကြပြီးနိုင်ငံရေးစီးပွားရေးပုံမိုတိုးတက်ကောင်းမွန်လာစေဖို့ရေတိုရေရှည်လုပ်ငန်းစဉ်တွေဖော်ထုတ်နိုင်ဖို့အတွက်အခုလိုရည်ရွယ်ပြုလုပ်ချင်တာဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါရရှင်။ ဂျပန်မေအောင်လိုက်ခံထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဒေါက်တာမုထန်ရဲ့ချင်းမီနယ်တက်လန်မြို့ကနေအိမ်ခြံနဲ့မြေအလုံးကိုပြည်သူပိုင်အဖြစ်ချိတ်ပိတ်သိမ်းဆီးလိုက်ပြီးလို့ချင်းပြည်သူကာကွယ်ရေးတပ် CDFTT ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒါကတော့ချင်းပြည်နယ်တက်လန်မြို့တစ်ခုလုံးကိုမိရှုဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုအားပေးတဲ့သူပြည်သူလူထုအပေါ်ရက်စက်ကြမ်းကြုတ်မှုတွေလှုပ်ဖို့စစ်ကောင်စီရဲ့လုပ်ငန်းစဉ်တွေမှာတက်တက်ကြွကြွပါဝင်သူဖြစ်ုံနဲ့မကစစ်ကောင်စီအဖွဲ့ဝင်တအုပ်ပါဖြစ်တဲ့ချင်းပြည်နယ်တက်လန်မြို့က ဒေါက်တာမှုထံရဲ့နေအိမ်ခြံနဲ့မြေအလုံးကိုတော်လန်ရစ်ကလာအတွင်ပြည်သူလူထုကိုစား CDF ထန်တလန်ကောင်စီကအပီးပိုင်ချိတ်ပိတ်တင်းစီလိုက်တာဖြစ်တယ်လို့ဆိုပါတယ်အခုလိုတင်းစီလိုက်တဲ့အချက်ဖက်စကောင်စီဝင်ဒေါက်တာမှုထံရဲ့ထန်တလန်ကပိုင်ဆိုင်မှုတွေကိုနောက်အစ်စ်တက်လာမဲ့အစိုးရတစ်စီထပ်မံလွှဲအပ်ပေးတော့မှာဖြစ်တယ်လို့လဲ CDF TT ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်အလားတူအခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ကလည်းအဲ့ဒီအချက်ဖက်မင်းအွန်လိုင်းခန့်ထားတဲ့စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထံရဲ့ဟာခမြို့ကနေအိမ်ကိုလည်း ချင်းတော်လိုင်းရေးတက်ကပြည်သူပိုင်အဖြစ်ချိတ်ပိတ်သိမ်းယူခဲ့ပြီးဖြစ်တယ်လို့အဲ့ဒီစစ်ကောင်စီဝင်ဒေါက်တာမှုထံဆိုတဲ့သူကတော့ရန်ကုန်နဲ့နေပြည်တော်မှာနေထိုင်နေပြီးစစ်ကောင်စီကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲမှာပါဝင်ပြိုင်ဖို့ကိုလည်းပြင်ဆင်နေပြန်တယ်လို့သိရပါတယ်ခင်ဗျအကျန့်ဖက်မင်းအွန်လိုင်းကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်လုံခြုံရေးကိုစိုးမိုးနိုင်အောင်ဆောင်ရွက်ကြပါဆိုပြီးပြောလာပြန်ပါတယ် ဒါကတော့ယမနိကနေပြည်တော်မှာပြုတ်လုသွားတဲ့စစ်ကောင်စီရဲ့အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးအတွင်းမှာအချက်ဖက်မင်းအွန်လိုင်းကပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာအချက်ဖက်မင်းအွန်လိုင်းပြောသွားတာကလာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တိုင်းနယ်ပြည်နယ်အလိုက်လုံခြုံရေးနယ်တရားဥပဒေစိုးမိုးရေးအတွက်လှုပ်တင်ဓာရီကိုရဲရဲဝုံဝုံလှုပ်ကြပါဆိုပြီးပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်။တစ်ဖက်မှာတော့အမျိုးသားညီညွတ်အစိုးရအင်ဂျီကနေ့ လက်ရှိနိုင်ငံရဲ့နေမီတဝက်ကျော်ကိုတော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုင်းရင်းသားတော်လန်ရေးတပ်တွေကသာထိမ့်ချုပ်သိမ်းပိုက်ထားတယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပြီးပဂတိမြေပြင်အခြေအနေမှာလည်းနိုင်ငံတော်ကတော်လန်ရေးတပ်တွေတရားဝင်သိမ်းပိုက်ထားတဲ့မြို့ပေါင်း65မြို့အထိရှိထားပြီးစစ်ကောင်စီရဲ့လာရှိုးရမခတိုင်းစစ်ဌာနချုပ်ကြီးနဲ့အမ်းမြို့နယ်နမခတိုင်းစစ်ဌာနချုပ်ကြီးနှစ်ခုကိုလည်းတော်လန်ရေးတပ်တွေကသာသိမ်းပိုက်ထားတယ်လို့လက်ရှိမှာလည်းစစ်ကောင်စီထိမ့်ချုပ်ထားတဲ့မြို့နယ်အနည်းငယ်ကလွဲပြီးကျန်တဲ့နိုင်ငံတော်ကမြို့နယ်တိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေသလို လက်လုံးမှာလေ ARB တိုက်ပကိုးတိုက်နဲ့မကွေးတိုက်အထိပါအရခတတော် AA နဲ့ PDF ပူပေါင်းတက်တွေကထိုးဖောက်ဝင်ရောက်နေတဲ့အတွက်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါလေဒီလိုမြေပြင်ပကတိအခြေအနေတွေနဲ့ပတ်သက်ပြီးအကြက်ဖက်မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲလုပ်ဖို့ပြောဆိုနေမှုဟာတပြည်လုံးအတိုင်းတာနဲ့ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပဲသူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့ဒေသတွေလောက်မှသာအပိုင်းလိုက်ပြုတ်လုံနိုင်မဲ့အခြေအနေဖြစ်ပြီးသူတို့ရဲ့အမိခံလွတ်တော်နဲ့အမိခံအစိုးရဖွဲ့စည်းမဲ့သဘောပဲဖြစ်တယ်လို့ လက်ရှိနိုင်ငံရေးအကြက်တင်းနဲ့ငြိမ်းချမ်းရေးအတွက်ကတော့ဘာမှထူးမှမဟုတ်ဘူးလို့လေရှန်တိုင်းသာလွတ်တော်ကိုယ်စားလှယ်တူကတုံးသက်ပြောဆိုထားပါတယ်။ဒါအပြင်လက်ရှိအကြက်ဖက်မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲလှုပ်ဖို့ပြောဆိုနေမှုတွေဟာမဖြစ်ဖြစ်တဲ့နီးနဲ့သူတမရလှုပ်ချင်လို့ကိုပဂရိနိုင်ငံရဲ့အခြေအနေနဲ့ကန့်ညီမှုမရှိတာတော့ဒီအခင်းချင်းကိုအတင်းအဓမ္မဖန်တီးနေတာဖြစ်တယ်လို့လေရှန်တိုင်းသာလွတ်တော်ကိုယ်စားလှယ်တူကထပ်ပြီးတုံးသက်ပြောဆိုထားပါသေးတယ်ခင်ဗျ။ မြန်မာစစ်ကောင်စီအနေနဲ့စစ်မနိုင်တော့ဘူးလို့ထိုင်းလွတ်တော်မှာပြုလုပ်ခဲ့တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချက်၅ချက်နဲ့အမေရိကန်အခြေစိုက် Washington DC ပမကဒေါက်တာဇာဂရီအဘူဇာကမှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ပမကဒေါက်တာဇာဂရီအဘူဇာကတော့အမေရိကန်နိုင်ငံ Washington DC အခြေစိုက် National War College ကပမကတူဖြစ်ပြီးသူဟာမတ်လ22ရက်နေ့နဲ့23ရက်နေ့တွေမှာထိုင်းလွတ်တော်အတွင်းကျင်းပခဲ့တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးတော့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း မြန်မာစစ်ကောင်စီအနေနဲ့စစ်မနိုင်တော့ဘူးလို့မှတ်ချက်ပြုပြောဆိုလိုက်တာပါလက်ရှိမြန်မာစစ်တပ်အနေနဲ့ကအခုနိုင်ငံတော်မှာတိုက်နေတဲ့စစ်ပွဲတွေအတွင်းအနိုင်ရမှာမဟုတ်တော့သလိုသူတို့မနိုင်နိုင်တဲ့စစ်ပွဲကိုမြန်မာစစ်တပ်ကအလွန်အကျွံတိုက်နေတာသာဖြစ်ပြီးအဲ့ဒီလောက်ရကြောင့်ပဲတနိုင်ငံလုံးကိုသူတို့စစ်တပ်နဲ့အတူဆွဲချနေတာဖြစ်တယ်လို့လည်းအချက်၅ချက်နဲ့ထောက်ပြပြောဆိုသွားပါတယ်ပထမချက်ကတော့လက်ရှိမြန်မာစစ်တပ်ကနိုင်ငံနဲ့ပြမှာစစ်မျက်နှာတွေဖွင့်ထားရပြီး ဒုတိယအနေနဲ့ကလူအင်အားပြက်လက်မှုဆူဆူရွရွရင်ဆိုင်နေရသလိုဘလို့ပဲသူတို့စစ်တပ်ကအရှိန်ဟုန်ပြင်းပြင်းနဲ့ပြည်ထနာကိုကင်တွဲဖို့ကြိုးစားပြီးမြေဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့ဆိုထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကထောက်ပို့ရေးကွန်ရက်လည်းမလုပ်နိုင်တော့ဘဲပြိုပြက်နေပြီဖြစ်သလိုအရင်ကမြန်မာစစ်တပ်မှာတက်စကန်ပေါင်း900ကျော်နဲ့တိုင်းပြည်ကိုထိန်းချုပ်ထားပြီးမြေအခုခါမှာတော့တက်စကန်ပေါင်းရာနဲ့ချီကိုလက်လွတ်ထားရပြီးကျန်နေတဲ့သူတို့စစ်တပ်စကန်တွေတဲကဖြတ်တောက်ခံထားရတဲ့စကန်တွေကိုလည်း ထောက်ပံ့ရေးကောင်းကောင်းမလုပ်နိုင်တော့တဲ့အခြေအနေမှာရှိနေတယ်လို့ပြောထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ကာကွယ်ပစ္စည်းစက်ယုံ24ယုံရှိတဲ့အထက်ကအရေးကြီးတဲ့စက်ယုံလေးစီကိုအရခတ်တော်အေးနဲ့ PDF ပူးပေါင်းတပ်တွေကထိုးပေါက်ဝင်ရောက်လာနေပြီဖြစ်တယ်လို့အဲ့ဒီစက်ယုံတွေကိုဒေါ်လန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ဖို့တောင်မလိုပဲထောက်ပံ့ရေးဖြတ်တောက်ထားနိုင်ယုံနဲ့တည်းရတယ်လို့ပမခဒေါက်တာဇဂရီအဘူဇာကမှတ်ချက်ပြုထားပါတယ်။ဒါပြင်မြန်မာစစ်တပ်ထဲမှာကိုတက်တွင်းမကြီးမျှမှုတွေဟာနှက်ဆိုင်တဲ့အထိကွဲထွက်နေကြပြီသူတို့မှာ လေကြောင်းအာသာချက်တစ်ခုသာရှိတော့သလိုအဲ့ဒီလေကြောင်းတိုက်ခိုက်မှုဟာလေစီရေးရည်ရွယ်ချက်မှာထိရောက်မှုမရှိတော့ပဲအရသာပြည်သူတွေကိုထိခိုက်အောင်လုပ်ပြီးကြောက်ရွံ့အောင်လှုပ်ဆောင်ယုံတတ်တတ်တာရှိတော့တယ်လို့လေတုံးသက်ပြောဆိုထားသလိုစီးပွားရေးအရင်မြစ်ပတ်မှာလေစစ်ကောင်စီဟာနိုင်ငံသားဝင်ငွေအရင်မြစ်တွေမရှိတော့ပဲသူတို့စစ်တပ်ကိုယ်တိုင်မြမစီးပွားရေးကိုဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်လက်ရှိအခြေအနေအရမြန်မာစစ်ကောင်စီဟာနိုင်ငံတော်ဝန်ကတိုက်ပွဲတွေမှာအနိုင်ရဖို့မရှိတော့ဘူးလို့ထိုင်းလွတ်တော်မှာပြုတ်လုပ်ခဲ့တဲ့နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာ အချက်၅ချက်နဲ့အမေရိကန်အခြေစိုက်ဝါရှင်တန် DC ပမောက္ခဒေါက်တာဇဂရီအဘူဇာကမှတ်ချက်ပြုပြောဆိုသွားတာပဲဖြစ်ပါလိမ့်ခင်ဗျာမြန်မာနိုင်ငံတော်ဝက်လန်ဆာရှီအနီမိုးလယ်ပိုင်းမှာပဲအလုံးပြင်းထန်တဲ့ငလျင်လှုပ်ခတ်သွားပြီးငလျင်တန်းကြောင့်စကိုင်းတတာဟောင်းမှာပြိုကျသွားသလိုမန္တလေးမြို့မှာလည်းတိုက်ပြိုကျမှုတွေတော်တော်များထားတဲ့အပြင်အောင်ဘန်းမြို့ကဟိုတယ်အောင်ဘန်းသုံးတက်တိုက်လည်းအလုံးလိုက်ပြိုကျသွားတယ်လို့ဒေသခံပြည်သူတွေကရုံခစ်တဲ့ကိုပြောပါတယ်ဒီကနေ့မတ်လ28ရက်နေ့မိုးလယ်ပိုင်းမှာပဲ ရန်ကုန်မြို့အပအဝင်မြန်မာနိုင်ငံတဝက်အလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်သွားပြီးမန္တလေးပခုတ်ကူးရင်းမာပင်မြဝတီကြိုင်မယောမြောင်းမြတ်စတဲ့မြို့နယ်တွေအားလုံးမှာပါငလျင်ဒဏ်ကိုတိတိတသားခံစားရတယ်ဆိုပါတယ်။စကိုင်းဘက်မှာတော့အဲ့လိုပြင်းထန်တဲ့ငလျင်လှုပ်ခတ်သွားမှုကြောင့်ပဲစကိုင်းတဒါဟောင်းမှာပြိုကျသွားသလိုအောင်ပန်းမြို့မှာလည်းဟိုတယ်အောင်ပန်း၃တက်တိုက်အလုံးလိုက်ပြိုကျသွားပြီးတစ်ဖက်ကမန္တလေးမြို့မှာလည်းတိုက်ပြိုကျမှုတွေတော်တော်များထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ ချိန်နဲ့ပါပဲမြန်မာနိုင်ငံနီတူထိုင်းနိုင်ငံမှာပါငလင်လှုပ်ခတ်သွားပြီးအထက်မြင့်တိုက်တွေးအလုံးလိုက်ပြိုကျသွားတဲ့အခြေအနေထိကိုဖြစ်သွားသလိုထိုင်းနိုင်ငံရောက်နေတဲ့ဘန်ကောက်မဲဆောက်နဲ့ချင်းမိုင်မြို့တွေကမြန်မာတွေကလည်းငလင်တံကိုတိတိတတ်တတ်ခန်းစားလိုက်ရတဲ့အကြောင်းရန်ကုန်ခစ်တိကိုအတိအကျပြောထားကြပါတယ်ခင်ဗျာ တစ်ဆက်တည်းမှာပဲမန္တလေးမြို့မှာပြင်းထန်တဲ့ငလင်လှုပ်ကပ်သွားမှုကြောင့်ရွှေဖုံးရှိန်ပလီပြိုကျသွားပြီးဝှက်ပြူတဲ့အချိန်ဖြစ်တဲ့အတွက်အနည်းဆုံးလူအယောက်20ထက်မနည်းထိခိုက်ဒေဆုံးမှုတွေရှိထားတယ်လို့ဂူကြီးကေဇေးလုံနေတဲ့သူတချို့ကပြောထားသလိုမန္တလေးတက္ကသိုလ်နဲ့ငလင်ကျောက်ပြိုကျသွားပြီးမိလောင်နေပြီမဲမိညှိမ့်မဲ့သူမရှိဘဲထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများပြားနေတယ်လို့တက္ကသိုလ်ဆရာမတအုပ်ကပြောထားပါတယ်ဒီကနေ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာပဲမြန်မာနိုင်ငံတော်ကပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲဖြစ်ရတွေတဲက မင်္ဂလာမျိုးမှာရှိတဲ့ရွှေဖုံးရှင်ဗလီလဲဝစ်ပြူနေတဲ့အချိန်ငလင်ဒန်ကြောင့်ဗလီတစ်ခုလုံးပြိုကျသွားပြီးလူအယောက်20ထက်မနည်းထိခိုက်သေးဆုံးမှုတွေရှိထားသလိုပိတ်မိနေတဲ့သူတွေလည်းရှိထားတယ်လို့ကယ်ဆယ်ရေးကူညီနေသူတချို့ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။တစ်ဖက်မှာလည်းငလင်ဒန်ကြောင့်မင်္ဂလာတက္ကသိုလ်ပါပြိုကျသွားပြီးမိလောင်သွားသလိုအဲ့ဒီချိန်မှာစာစစ်နေတဲ့တက္ကသိုလ်ဆရာဆရာမတွေပါရှိနေပြီးတော့မိငိမ်မဲ့သူမရှိပဲထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများထားတယ်လို့တက္ကသိုလ်ဆရာမတအုပ်ကပြောထားပါသေးတယ်ခင်ဗျ။ တဆက်ထင်းမှာပဲမြန်မာနိုင်ငံမှာဒီကနေ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာတင်းစကိုင်းမြို့ကိုဗဟိုပြုပြီး9.9အဆင့်ရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်သွားမှုကြောင့်နေအိမ်တိုက်တာပြိုကျမှုတွေဟာမန္တလေးစကိုင်းနဲ့အောက်မန်းမြို့တွေမှာအထူးကအများဆုံးဖြစ်နေပြီးကုညီကဲဆဲရေးတွေပါလိုအပ်နေတယ်လို့ ကူနီကဲဆိုင်ရေးသမားတွေကရန်ကုန်ခေတ်ကိုပြောပါတယ်မြန်မာနိုင်ငံတော်ကငလင်တန်းကိုပြင်းပြင်းထန်ထန်ခန်းစားလိုက်ရပြီးမြို့တော်တော်များများမှာပျက်စီးမှုတွေရှိထားသလိုအဲ့ဒီထဲမှာမှမန္တလေးမြို့မှာဆိုရင်နေအိမ်အဆောက်အုံတိုက်တာတွေအလုံးလိုက်ပြိုကျသွားတဲ့အထိအခြေအနေဆိုးထားပြီးပြိုကျတဲ့တိုက်တွေထဲမှာပိတ်မိနေတဲ့သူတွေလည်းရှိထားတဲ့အတွက်ကူနီကဲဆိုင်ရေးတွေအရေးပေါ်လိုအပ်နေတယ်လို့မန္တလေးဒေသခံပရိုက်တာသမားတအူးကရန်ကုန်ခေတ်ကိုပြောပါတယ် အလားတူစကိုင်းမြို့မှာဆိုရင်လဲစကိုင်းတရဟောင်းမှာပြိုကျသွားတဲ့အထစ်ကိုငလင်ကပြင်ထန်ခဲ့ပြီးရန်ကုန်မန္တလေးအမြန်လက်မှာလဲမိုင်းတိုင်း၃၆နှစ်အပါဝင်လမ်းတလျှောက်ပျက်စီးမှုတွေရှိထားတယ်လို့သိရပါတယ်။ဒါအပြင် အောင်ဘတ်မြို့မှာလဲအောင်ဘတ်ဟိုတယ်၃တက်တိုက်တိုက်လုံးပြိုကျသွားပြီးအဲ့ဒီမှာလဲပိတ်မိနေတဲ့သူတွေရှိထားတယ်လို့သိရပါတယ်ခင်ဗျာ။ငလင်တန်ကြောင့်နေပြီးတော့လေစည်ရဲ့လေချောင်းထင်းသေးတာဝါဟာကျိုးကျသွားပြီ တောင်ဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်း9ဦးဟာတည်ဆုံသွားပြီလို့နေပြည်တော်တပ်သတင်းမြစ်ကရန်ကုန်ခေတ်တည်နနာကိုပြပြပါရယ်လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်တစ်ခုလုံးမှာအပြည့်အစည်းတွေအလွန်များပြားနေပြီးတည်ဆုံသူတွေရှိတယ်လို့စင်းအတိအကျကောက်ယူရမှာလဲခက်ခဲနေပြီးလမ်းတွေလည်းပျက်စီးသွားတယ်လို့သိရပါရယ်အလားတူမန္တလေးတရက်ဦးလေးစိတ်မှာလည်းလေစိတ်အတွင်ပိုင်းပျက်စီးသွားတယ်လို့လေရင်ပြေးလန်းဟာပျက်စီးသွားတာကြောင့် ပိတ်သိမ်းထားရပြီးဘိုးရင်းလေရင်တစည်းနဲ့ဂျက်လေရင်တစည်းတောင်တင်သွားတယ်လို့လည်းသိရပါရဲ့ရှင်။ တဆက်သေးတဆက်ပေးကျင်တာကတော့နေပြည်တော်ကနိုင်ငံသားရေးဝန်ကြီးရုံးအလုသမားဝန်ကြီးရုံးစစ်ရုံးအပါအဝင်ဝန်ကြီးဌာနအဆောက်အအုံများစွာဟာပြိုကျခဲ့ပြီးအလုသမားဝန်ကြီးဌာနအမြဲတမ်းအတွင်ဝန်နိုင်ငံသားရေးအရာရှိအချို့အပါအဝင်ဝန်ထမ်းတွေသေဆုံးမှုများပြတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ်သစ်တင်နာကိုပြောပါတယ်မနေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်နေပြည်တော်မှာရှိတဲ့ဝန်ကြီးဌာနအဆောက်အအုံတွေပြိုကျမှုတွေဖြစ်ပွားခဲ့ပြီး ကွန်ကရစ်အုပ်တွေပြိုကျခဲ့မှုကြောင့်နိုင်ငံခြားဝန်ထမ်းကဝန်ထမ်းအချို့လုံသမားဝန်ကြီးဌာနကအမြဲတမ်းအတွင်းဝန်တို့ထိခိုက်တိုက်ဆုံခဲ့ရတယ်လို့တခြားဒဏ်ရာရှိသူတွေလည်းအများအပြားရှိနေတယ်လို့သိရပါတယ်။ဒါအပြင် နေပြည်တော်လေစိတ်လေချောင်း ထင်းသင်းရေးတာဝါတိုင်းကျိုးကျသွားတာကြောင့်အဲ့ဒီတာဝါတိုင်းအတွင်းတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအလုံးလည်းတိုက်ဆုံသွားရပါတယ်ရှင်။တစ္ဆက်ထဲမှာပဲ မန္တလေးမြို့မှာကြီးမားတဲ့ငလင်ဒဏ်ကြောင့်ပြိုကျခဲ့တဲ့ဥလှသိမ်သာသနာပိတ်မှန်အတွင်းစာမွေးပွဲဖြေနေကြတဲ့တန်ဃာတို့အပါ80ကျော်လဲပြိုကျတဲ့အထက်မှာပိတ်မိရင်းနဲ့ပြန်လုံတော်မူသွားပြီလို့ကျောင်းတိုင်နေတန်ဃာဒေါ်ရီကပြောပါတယ်။မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာနိုင်ငံမှာကြီးမားတဲ့ငလင်လှုပ်ခတ်တဲ့အချိန်မန္တလေးမြို့ကဥလှသိမ်သာသနာပိတ်မှန်အဆောက်အဦပါပြိုကျသွားတယ်ဆိုပါတယ်။အဲ့ဒီအချိန်အဆောက်အဦတွင်တန်ဃာတို့အပါ600ကျော်ကသာသနာစာမွေးပွဲကိုဖြစ်ဆိုနေရင်းနဲ့ထွက်ပြေးခဲ့ကြပြီမြဲ။ ထွက်ပြေးလို့မလွတ်ဖဲဗိမှန်ပြိုကျတဲ့အထက်ပိတ်မိနေရင်းနဲ့တန်ဃာတော်အပါ80ကျော်ဟာပြန်လုံတော်မူသွားခဲ့ပြီဖြစ်တယ်လို့ကျောင်းတိုက်နေတန်ဃာတော်တွေကပြောထားကြသလိုလက်ရှိမှာလည်းနောက်ထပ်ပိတ်မိနေတဲ့တန်ဃာတော်တွေကိုပါရှာဖွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေတယ်လို့မန္တလေးတိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့ကော်မတီရဲ့တာဝန်ရှိသူတို့ကလည်းပြောထားပါသေးတယ်ခင်ဗျတပတ်ကစကိုင်းတိုင်းမှာလည်း ပြင်းထန်တဲ့ငလင်လောက်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့စကိုင်းမျိုးတစ်မျိုးလုံး80ရာခိုင်နှုန်းလောက်အထိပြိုကျပျက်စီးသွားပြီးတည်ဆုံးသူစရင်ဟာရာနဲ့ချီရှိနိုင်တဲ့အပြင်လက်တလောအတီးပြုတ်လို့ရတဲ့အရေးအတွက်တင်တည်ဆုံးတဲ့သူဟာအယောက်90နီးပါးရှိနေပြီဖြစ်တယ်လို့လက်ရှိမှာကယ်ဆယ်ရေးလုပ်မဲ့သူလည်းမရှိပဲမိသက်ဌာနတစ်ခုလုံးနဲ့ပြိုကျပျက်စီးနေတယ်လို့စကိုင်းမျိုးနေပြည်သူတွေကရငုံခစ်တွေကိုပြောပါတယ်လက်ရှိတိရှိထားချက်အရတည်းမြက်ကိုပိုင်းစာတင်ကျောင်းမှာခလေးတွေစာတင်နေတော့ငလင်လှုပ်ပြီးကျောင်းကပြိုကျသွားတာဖြစ်တဲ့အတွက် ကလေးငယ်တွေအမြောက်များတိတ်ဆုံးကုန်တယ်လို့လည်းသိထားရပြီးတခြားနေရာတွေမှာလည်းတစ်မျိုးလုံးနှိပါပျက်စီးမှုတွေရှိထားသလိုအခုချိန်တွေကကဲဆဲရေးကိုနိုင်တဲ့လောက်လေးသာလုံနေရတဲ့အခြေအနေဖြစ်နေပြီးတစ်မျိုးလုံးအတိုင်းတာနဲ့ကဲဆဲရေးကိုမစနိုင်မဲကဲဆဲရေးလုံမဲ့ဒစိမ့်တစ်ပိုင်းဖြစ်တယ်မိသက်ဌာနတစ်ခုလုံးမှာကားတွေပါမကြံပြိုကျပျက်စီးနေတဲ့အတွက်တချို့နေရာတွေမှာအပျက်စီးတွေကိုဒီအတိုင်းထိုင်ကြည့်နေရတဲ့ပုံစံသာဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ